950နိပတ်တော်တဲကဂါမဏိဇက်ကိုဖပြပေးသွားတော့မှာပဲဖြစ်ပါတယ်ခမညာဂါမဏိဇက်အခါတစ်ပါး၌နတ်လူတို့ဤဇရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်းတော်၌တည်င်းတုံးတော်မူစဉ်သာဝတိပြည်သားယဟန်တပါးသည်ငါးဝါပြည့်တော်အခါဇရာဥပ္ပစ္စင်တို့ကိုပန်ကြား၍ကမ္မထံတည်ယူပြီးလျင်ကောဒလအတိုင်း စနဘုတ်ရွာတစ်ခုကိုအမိပြုကနေထိုင်လျက်ကမ္မထံကိုအားထုတ်လေ။ဝါတွင်သုံးလပတ်လုံးအားထုတ်တော်လဲဘုရားသူကိုရရှိရန်အရေးနမိတ်မျှမထင်လေ။ထိုခါယဟန်ဒီငါကမြတ်စွာဘုရားဟောကြားတော်မူသောပုဂ္ဂိုလ်လေးမျိုးတွင်ပဒပါရမပုဂ္ဂိုလ်ဖြစ်တန်ရာ၏။ဤဘဝတရားသူကိုရနိုင်မည်မဟုတ်။တော်၌နေသည့်ဖြစ်အကျိုးမရှိ။ မြတ်စွာဘုရားအစင်းတော်ကိုကြီးညိုကာတရားတော်ကိုနာကြား၍အချိန်ကုန်လုံးစေမီဟု လုံလဝရိယကိုလျှော့ပြီးလျင်စေတဝန်ကျောင်းတော်တို့ပြန်လေတယ်။အဆွေခင်မို့ယဟန်တို့သည်ထိုယဟန်ကိုမြတ်စွာဘုရားထံသို့ပို့ကြပါလေ။မြတ်စွာဘုရားလည်းထိုကျောင်းကိုသိတော်မူလျင်ချစ်သားယဟန်အဘဲကြောင့်လုံလဝရိယကိုလျှော့ပြီးတည်းနီးလုံလဝရိယမရှိတော့သူအား အရဟတဖို့မရနိုင်။သင်ဒီရှေးခါ၌လုံလဝရိယရှိ၏။အဆုံးမကိုနာယူ၏။ထို့ကြောင့်ဘာနဒီမင်း၏တားတော်တရားတို့တွင်အထွေးဆုံးဖြစ်လျက်မင်းအဖြစ်ကိုရဘူးပြီဟုမိတ်တော်မူကားအောက်ပါအသိစက်ကိုဆောင်၍ဟောတော်မူသည်။ရှေးလွန်လေပြီးတော့ခါဘာနဒီပြည်ဝဲပြံမတတ်မင်းမင်းပြုတ်သည်ရှိတော်။ဂါမဏိမင်းသားသည် သားတော်တရားတို့တွင် အထွေဆုံးမင်းသားဖြစ်လေ၏မင်းကြီးသည်တယောက်တယောက်သောသားတော်တို့ကိုပညာသင်ကြားရန်တယောက်တယောက်သောအမတ်အားအံ့နှင်၍ထားလေ၏ဂါမဏိမင်းသား၏ဆရာဖြစ်သောအမတ်ကပညာရှိ လိမ္မာ၏အဖရာ၌တည်တယ်မင်းကြီးလည်းသားတော်တို့အားအသက်ပညာပြည့်စုံသောအခါအတီးဒီဇဏဘုတ်တို့ကို ပေး၍ဆေလွတ်လိုက်တယ် ကာမဏိမင်းသားကစံနှုတ်ကို ပေး၍ထွက်တော်လဲမသွားပဲမင်းကြီးထံခွေပန်းကခြေရဲ၌အမြဲခစားရဲ့နေရည်ဤကာမဏိမင်းသားလဲဆရာအမ၏အဆုံးမ၌တည်၍မင်းကြီးအမှုကိစ္စဟူသည်မကို ဆောင်ရွက်သည်ဖြင့်နန်းတွင်နန်းပြင်ရှိအလုံးစုံသော တိုင်းသူပြည်သားတို့၏ချစ်မြတ်နိုးခြင်းကို ခံရလေတယ်။နောက်အဖို့၌မင်းကြီးသည်တေယာညောင်ဆောင်၌ လျောင်းဆက်လက်တော့အမတ်တို့ဒီမင်းကြီးကိုအရှင်မင်းကြီးအရှင်မင်းကြီးနိုင်ရွာဆန်လင်းမြည်သူအားထီးနန်းစည်းစိမ်ကို ပေးရမည်နီဟုရှောက်ထားကြကုန်ပါလေမင်းကြီးလဲအမတ်တို့ငါသားတော့အလုံးစုံပင်ထီးနန်းနှင့်ထိုက်တန်ကြကုန်၏တို့တော်လဲတင်တို့နှစ်သက်သူအားပေးရကြကုန်ဟုမှာကြပြီးနိုင်ရွာဆန်လီအမတ်တို့လဲ မင်းကြီးနိုင်ရွာဆန်လင်းတကြိုချင်းကိစ္စကိုဆောင်ရွက်ကြကားခုနှစ်လဲတော့အခါစီဝေးတိုင်ပင်ကြကုန်၏အမတ်မင်းတို့ကျွန်ုပ်တို့မင်းကြီးဒီနိုင်ရွာဆန်ကနီးတွင်ပင်တို့နှစ်သက်သူအားထီနန်းစည်းစိမ်ကို ပေးရကြကုန်ဟုမှားထားခဲ့၏အကျွန်ုပ်တို့လည်းဂါမဏိမင်းသားကိုပင်နှစ်သက်ကြကုန်၏၎င်းကထီနန်းစည်းစိမ်ကို ပေးကြမည်ဟုတိုင်ပင်ညွတ်လျက် ဂါမဏိမင်းသားကို မင်းမြောက်ကြကုန်၏ဂါမဏိမင်းသားသည်မင်းပြစ်ကိုရတော်ခါအိုဂါမဏိပင်မင်းပြစ်ရခြင်းအကြောင်းရင်းကိုသိသည်မဟုတ်လောပင်သည်ဆရာအမတ်ကိုအမိပြု၍နောင်တော်ကိုကြိတ်ကိုရောက်တို့ကိုလွှမ်းမိုးကမင်းပြစ်ကို ရရှိပေပြီဟုဝမ်းမြောက်ဝမ်းသာဥဒံကျူးလေတယ်ထိုအကြောင်းကို နောင်တော်တို့ကြားလျင် စီဝေးတိုင်းပင်က ဂါမဏိမင်းသားကအငယ်ဆုံးဖြစ်၍ထီနန်စည်းစိမ်နှင့်မထိုက်တန်။နောင်တော်အကြီးဆုံးသာထိုက်တန်သည်ဟုအညီညွတ်ဆုံးဖြတ်ကြပြီလျင်စစ်တီပူပါတို့ကိုစုယုံကစစ်တိုက်ကြရန်ဂါမဏိမင်းကြီးထံလာကြကုန်ပါ၏။ဂါမဏိမင်းလည်းနောင်တော်တို့လာကြောင်းကိုသိလျင်ဆရာပညာရှိအမတ်နှင့်တိုင်ပင်၍ပညာရှိအမတ်၏အဆုံးအမအတိုင်းအဖမင်းကြီးအမွေဥစ္စာတို့ကို အပုံတရာပုံပြီးလျင်69ပုံကို နောင်တော်တို့ထံပို့လေ၏နောင်တော်တို့လည်းညီတွေ့ပြုမှုချက်ကို နှစ်သက်သည်ဖြင့်ငါတို့အလုံးစုံလည်းအပြိုင်နဲ့မင်းမပြုနိုင်ညီထွေးဂါမဏိအားမင်းအဖြစ်ကို အနှင်ကြကုန်အဟု တိုင်ပင်ညီညွတ်ကြလျက်ဂါမဏိမင်းကြီးထံဝင်၍မင်းအဖြစ်ကို အနှင်ကြပြီးလျင်ခုနှစ်ရက်ရှိရရှိတော်အခါ မိမိတို့နေရာဆန္ဒပုတ်တို့ပြန်ကြကုန်ပါလေဂါမဏိမင်းကြီးလဲဆရာပညာရှိအမတ်ဤအဆုံးအမဩဝါဒကိုနာခံလျက်တရားသဖြင့်မင်းပြုလေတယ်ဤတေရနာတော်ဤအဆုံး၌လုံလဝရိယရုတ်ရော့တော်ယဟန်ဒီအာရဟတ္တဖို့တို့ရောက်၍ယဟန္တာဖြစ်ပါလေဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနတန်တော်ဝတ္ထုတို့ကို အနုတတိဆက်တော်မူလျက်ယဟန်တို့ ိုအခါဂာမဏိမင်းသားသည်ယခုအခါလုံလဝရိယရောက်ရောက်သောယဟန်ဖြစ်တယ်။ဆရာပညာရှိအမတ်သည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူတည်း။အနှစ်ချုပ်လက်လျင်ပညာရှိဆရာသမားတို့၏ဆုံးမသွန်နေမှုကိုနာယူကမောက်ချ အကျိုးရှိတတ်ပါれ။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခမညာ။